2019မှာဒီလိုထွက်လာဆိုအမကဘာလောက်တော့ရှိပေါ့အဲခုနှစ်နှစ်လောက်တော့ရှိပြီအဂျပန်ရောက်ခါစားတော့ဘလို့အရန်အေးတဲ့အချိန်နဲ့အမရောက်တဲ့အချိန်နဲ့ဆိုအရန်ခံစားခဲ့ရတယ်ဟာပြီးတော့စကားစကားကလည်းအမကလည်းခုချိန်ကြီးလည်းဟိုတွန်းကျင်နေပြလည်းမရဘူးဒါမဲ့ဟိုတသိန်းလေးလေးနေသားကြတာပေါ့နော်သူတို့ပြောတာလေးနည်းနည်းလေးဒီကစာနေနေနည်းနည်းစတာအဲငါလေးနည်းနည်းလေးပေါ့ဟိုစာသမင်းစာရေးတောက်လာပေါ့2024ကစပြီးအမတို့ဒီဆိုင်လေးကိုဖွင့်လိုက်တာပေါ့နော်ဆိုတော့အသားကြီးမျိုးစုံရရတယ်ပြီးတော့အီတလီယန်ဖူးပြရတယ်ပေါ့နော် မက2019မှာဒီလိုထွက်လာဆိုအမကဘာလောက်တော့ရှိပေါ့အဲခုနှစ်နှစ်လောက်တော့ရှိဒီရောက်နေတာလေတားကိုဝင်နေမှာဒီလိုလာပြီးအလဲဆိုပြီးထွက်လာလိုက်တာအမကကလေးရနှစ်ယောက်ပေါ့နော်တားကြီးရလေးလာရပေါ့နော်တားကတော့အခု6နှစ်ကျော်ပါပြီပေါ့နော်တမီးကတော့၄နှစ်ခွဲပေါ့ကိုမြသားချဲတဲ့ပူပူတဲ့အဲတားနဲ့တမီးနှစ်ယောက်စလုံးကတော့ အဲပိုးလေးတွေကလည်းပါပါတယ်မျိုးမျိုးကရှိတော့လေအဓိပ္ပာယ်မျိုးရလည်းရှိတော့ပါကြတယ်အဲသားကြတော့ပုံဆွဲတာဝါသနာပါတယ်ပုံဆွဲတာတော်တယ်အဲပကြီးဆွဲတာပုံဆွဲတာတော်တယ်သမီးကကြတော့ရင်းဆိုင်ကိုကကျင်နေတာမိမိပို့ပို့ကြည့်ပို့ပို့ကမယ်လက်ခုပ်ပြီးတော့နော်လက်ခုပ်ပြီးအသက်မထွက်ဘဲနဲ့လည်းကတယ်အသက်ထွက်ပြီးတော့လည်းကတယ်ဟိုညီမလေးတို့လည်း င်မာပေါ့အမတင်တာလေးတွေအာပတ်ချစ်အပတ်ချစ်အာပတ်ချစ်အပတ်ချစ်အာပတ်ချစ်အပတ်ချစ်တမီးကတော့မင်္ဂလေးဆိုတော့ကကျင်တာအမနဲ့တူတာပေါ့အမငငယ်ရပုံစံအတိုင်းနဲ့အဲသူ့ပုံစံအမပဲကိုသားသမီးကိုပြိတက်ပြီးပေါ့တပည့်နဲ့ပတ်သက်တဲ့ပြိတက်ကြီးကချစ်ပေးကြတယ်ကိုမျိုးသားကိုလည်းချစ်တယ်ကလေးတွေကိုမွေးလာတဲ့ကလေးတွေလည်းချစ်တယ်ဆိုတော့ဒီမှာတော့ဝမ်းသာတယ်ပျော်တယ်ကြည်မှုတယ်ဘာလို့လဲဆိုတော့ဒါ blessing ပဲလीနော်အကုန်လုံးချစ်ချင်းမြတ်တာရဖို့ဆိုတာတွေ့တာမျိုးတော့ မတော့ကျင်းတဲ့တမန်သားတဲ့ယေရှုတင်နေအမမျိုးသားတော့ဒီမှာအမတို့စိုက်ဖွင့်ထားတယ်လေ Please me Jesus to pray ဆိုပြီးတော့အမအသားကင်စိုက်ပေါ့နော်အသားကင်နဲ့အီတလီယန်နဲ့အဲ့လိုစိုက်ဖွင့်ထားတယ်အမကတော့အဲအိမ်မှာကလေးတွေနဲ့ပေါ့ကြောင်းကျူတဲ့ကြောင်းခိုတဲ့သူတို့ရဲ့ဝေယဝိစာတွေလုပ်တယ်မေတို့ဖီလိုနဲ့ကတော့အများရန်အဆက်အသွယ်ရှိတယ်မောင်လေးတွေနဲ့လည်းအဆက်အသွယ်ရှိတယ်အွန်လိုင်းရနေပဲပေါ့နော်အဲဟိုပုံမှန်အဲ ကိုဟိုင်းကြီးဆိုတူတူမနဲ့တူတူကိုအများကြီးခေါ်တာလေဟဲ့ပို့ပို့ပါမှာလဲနေသားရောပါမှာလဲဆိုကိုဟိုင်းကြီးကတော့အများကြီးအဆက်အသွယ်ရှိတယ်အဲသူလက်ဒီဘက်ကိုလာလေတဲ့ခါကျတော့သူနဲ့အများကြီးတွေ့တယ်ဖေတို့မေတို့ကတော့သားငယ်တုန်းကတော့လာတယ်အများကြီးဗီဒီယိုကောတော့တစ်ပတ်တစ်ခါအတော့ညတခါအတူကိုရီးယားဟိုတရားဒိဋ္ဌိဝင်နေပါတယ်ပေါ့နော်ဆက်တရားစခန်းဝင်နေဆိုမှခဏရက်တာပြီးပြန်ခေါ်တာပဲအဲ့လိုမျိုးဆက်ကြတော့ပြတ်မနေဘူးမြန်မာလေးတွေဟုတ်ကဲ့ အဂျပန်ရောက်ခါစားတော့ခက်ခဲရှိလားဆိုတော့အမအတွက်တော့ရှိရပါတော့။သူတို့အရင်အေးတဲ့အချိန်နဲ့အမရောက်တဲ့အချိန်နဲ့ဆိုရင်အာအမအရင်ခံစားခဲ့ရတယ်။အဲပြီးတော့စကားစကားကလည်းအမကလည်းခုချိန်ကြီးလဲဟုတ်ပေါ့နော်။ကျွမ်းကျင်သေးပါဘူး။အမမကျွမ်းကျင်သေးဘူး။ကြားလည်းမရဘူး။ဒါမဲ့ဟိုတသိသိနေသားကြတာပေါ့နော်သူတို့ပြောတာလေနည်းနည်းလေးဒီကစာနေနေနည်းနည်းစတာအဲနားလေးနည်းနည်းလေးပေါ့ဟိုစာသမီးစာရေးတောက်လာပေါ့အများကြီးကိုလည်းမပြပါဘူးမအဲ့တော့ဆိုတော့အဲခက်ခဲတာပေါ့နော် ဒါပေမဲ့ဘူပေါ့ဘယ်လိုခေါ်မလဲကော့ကိုယုံကြည်ကြည်နဲ့ပဲဖြတ်တာပဲအဓိကအမျိုးသားကောင်းတယ်ပြီးတော့ဒီမှာရှိရတငယ်ချင်းတွေမိတ်ဆွေရတယ်ကောင်းတဲ့အခါကျ WiFi ခုရတယ်စီးပွားရေးအနေနဲ့ဆိုရင်ဒါဂျပန်မှာနေနေဗာလေးကြီးလောက်ဖြစ်လဲပေါ့အကိုကအရင်ကတော့သူကဒီ yakiniku ဆိုင်တွေ Italian ဆိုင်တွေမှာပေါ့နော်သူကတော့သူအတွေ့အကြုံတွေကြီးခဲ့တာပေါ့လုပ်တွေလုပ်ခဲ့တာပေါ့နော်15နှစ်လောက်15နှစ်ကျော်လောက်သူလုပ်ခဲ့တာပေါ့โอเคပြီးတော့ခါကြအမတို့ကဒီရောက်တဲ့ခါကြတော့အဲ ဒီနှစ်တော့2024ရာစပြီးအမတို့ဒီဆိုင်လေးကိုဖွင့်လိုက်တာပေါ့เนาะကိုပိုင်ဆိုင်လေးဖွင့်လိုက်တယ်အဲအမတို့ကဘာဆိုအသားကင်မျိုးစုံရတယ်ပြီးတော့ Italian food ရတယ်ပေါ့เนาะအဲဒီသွားကြတော့အမှုကထလေးပေါ့ဒီမှာမြန်မာကြီးလည်းအများကြီးရောက်လာကြတယ်ကိုလူမျိုးတွေလည်းရောက်လာတဲ့ခါကျတော့ဒီမှာလူမျိုးတွေအတွက်ပေါ့เนาะအမတို့ဒီမှာတင်ကြည့်ရပေါ့စနေတနေ့လူမျိုးအဲမနစ်တုန်းကတော့အမတို့ကဒီလိုအေးတဲ့အချိန်တွေကြတော့သူတို့ဂျပန်ရဲ့ရှာဘူးရှာဘူးပေါ့เนาะအဲ့ဒါကိုအမတို့တင်ခဲ့တဲ့ဒီနှစ်တော့ကိုဒီမှာလူမျိုးတွေပေါ့เนาะ နဲ့လေရင်းနှီးခြင်းနဲ့တွေ့ခြင်းနဲ့ဆုံခြင်းနဲ့အခါကျတော့အမတို့ကဒီဘုက္ကဋ္ဌလေးကိုစနေတနေ့မှာ buffet ဆိုပြီးတော့12နာရီရနေပြီးတော့နေ့က12နာရီနဲ့ညနေ4နာရီထိအမတို့တင်နေပေါ့နော်ဒီလိုရောင်းချနေတယ်ဒီမှာလေးဆိုင်းဥစာလေးကအမတို့ရှင်းခိုးယူရမြို့မှာရှိတာပေါ့နော်အာထပ်ပြီးတော့ဆိုတော့အမကလေအမကပေါ့နော်ဒီဘုက္ကဋ္ဌကိုအခုအမတို့ရဲ့ HMP တို့တွေမှာစနေတနေ့တွေဆိုရင်အဲ buffet ရောင်းနေ channel ရက်တွေနဲ့စားနေဆိုရင် ဟိုပုံဆက်ပြီးတော့ booking ယူလို့ရတယ်အဲ့ခါကျတော့အမတို့ကလုပ်ပေးမယ်ပြီးရင်အဲ့ရနေပြီးတော့ရောင်းအားတက်လာတဲ့အစီအပြေရဆိုအမမြန်မာနဲ့ဟိုဂျူဒီယာနဲ့ပေါ့တွဲပြီးဆိုင်နဲ့ဖွင့်ကျင်နေပေါ့နော်အမတို့ချာတွန်းကျင်နဲ့စပိုဘူးငားပြီးတော့ဆိုင်အသေးဖွင့်ကျင်နေအမအဲ့လုပ်ချက်မျိုးပေါ့နော်အမရွယ်ချက်ကတော့အဲကျမတို့မိသားစုတွေကိုချစ်ပေးတဲ့မဟာရံငန်စံပြတဲ့မိသားစုတွေချစ်ပေးတဲ့ပရိသတ်များအားလို့ကိုစိတ်နှပြချမ်းမြေပါစေတတိယကလာဆက်ပြီးတော့ ကိုလုံးစီပါရည်တဲ့တုတ်တဲ့စိတ်ချမ်းသာကိုကြောက်မှာပါစေလို့ပြတာပြပါရယ်မြတ်တာပို့ပါရယ်လို့